ပုံပါခြင်းမျိုး၌မဲစင်းကြီးညာနိုင်၏ကြိုတင်ဆောင်ရွက်နေမှုရှိမရှိကွင်းစင်းစစ်ဆေးတဲ့တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရမ်းမြင်းနယ်ရှိပိုင်းမိုင်းတုံခရိုင်ပုံပါခြင်းမျိုးတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက်မဲစင်းများတက်မှတ်ရက်တွင် အသင့်ကပ်ပြီးဖြစ်ရန်ယမန်နေ့နေ့လယ်၁၂နာရီကရက်ွက်ကြီးရွာများသို့ကွင်းစင်းစစ်ဆေးခဲ့ပါတယ်။ထို့သောကွင်းစင်းစစ်ဆေးရာတွင် ပုံပါခြင်းမျိုးအုပ်ချုပ်ရေးမှူး နေမြေရဲစကန်စီပင်တာယာရေးအဖွဲ့တို့ပါဝင်သော အဖွဲ့များကမဲစင်းများတမတ်ရက်တွင်ပြည်သူများအဆင့်အင့်ကြီးရှိစေနိုင်ရန်အတွက်မဲစင်းများအသင့်ကပ်ပြီးမပြင်းနှင့်ကြီးရှိရလွယ်ကူစေရန်ပြည်သူလွတ်တော်အမျိုးသားလွတ်တော်ပြည်နယ်လွတ်တော်နှင့် တိုင်းရင်းသားလွတ်တော်လေးရက်တကန့်စီခွဲခြားကတ်ထားခြင်းရှိမရှိတို့ကိုလိုက်လံစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်ခမညာ